ဒီနေ့တည်နေမှလေဖုန်ကြီးကြောင်းဝင်းတဲ့ကထွက်ပြေးတဲ့ဖုန်ကြီးကိုတွေးကြတယ်မလားဒီဖုန်ကြီးကြောင်းကိုလာပြောပြပေးမယ်။ငားလာပိုင်းတရက်နေ့မှတည်တက်လာတာပေါ့နော်။ဖြစ်စဉ်ကချွန်ပူရီနမယ်ကြီးဖုန်ကြီးကြောင်းတစ်ခုရဲ့ကြောင်းထိုင်ဖုန်ကြီးရဲ့အသက်73နှစ်အရွယ်ကလေးမလေးရဲ့79နှစ်အရွယ်ကောင်လေးတို့ရဲ့ သုံးပွင့်ဆိုင်ဆက်လာ။ဒီကြည့်နေတဲ့သူဆိုတတိလိုင်းတိုင်းမှာဖုံးကြီးချောင်းတဲ့ကဒီဖုံးကြီးပြေးထွက်လာတာကိုတွေ့ကြမှာပါ။သုံးပွင့်ဆိုင်ဆက်လက်ကဘယ်ကစတဲ့လဲဆိုရင်73နှစ်ကောင်မလေးနဲ့79နှစ်ကောင်လေးကတမိစားတွေဖြစ်တယ်။79နှစ်ကောင်လေးကဒီချုံပူရီနမဲကြီးဖုံးကြီးချောင်းတစ်ခုမှာကျောင်းအိတ်ကျောင်းစာပြောမဆိုဖုံးကြီးချောင်းသားပေါ်ရှင်။ဖုံးကြီးချောင်းသား79နှစ်ကောင်လေးမှာရီစားရှိတယ်။သူ့ရီစားကဆစောကပြောပြတယ်73နှစ်ကလေးမလေးဖြစ်စဉ်ကနှစ်လပိုင်းနဲ့ကဖြစ်နေတာ။2025နှစ်လပိုင်း20နဲ့3ရက်နေ့မှာ69 နှစ်ကောင်လေးကသူ့ရီစာ73နှစ်ကလေးမလေးကိုဘုန်းကြီးကျောင်းကိုခေါ်လာပြီးလမ်းလျှောက်စကားပြောနေစမှာကျောင်းထိုင်ဘုန်းကြီးကတွေ့သွားတယ်။ကလေးမလေးကိုတွေ့သွားတဲ့ဘုန်းကြီးက79နှစ်ကောင်လေးကိုအနာကိုခေါ်ပြီးတော့နေရီစာကိုဘုန်းကြီးကျောင်းကိုခေါ်လာခဲ့ငါတထောင်နဲ့900ပေးမယ်ဆိုတော့79နှစ်ကောင်လေးကရီစာကိုဘုန်းကြီးကျောင်းကိုခေါ်လာပြီးတော့ဘုန်းကြီးနဲ့ပေးတွေ့တယ်။နောက်ပိုင်းမှာ73နှစ်ကလေးမလေးနဲ့ဘုန်းကြီးတို့ဟာ၄-၅ချိန်လောက်ဘုန်းကြီးကျောင်းမှာကတင်ကိစ္စဒီချီဒီချီလုပ်ခဲ့ကြတယ်။အဲ့ဒီ၄-၅ချိန်မှာဘုန်းကြီးကပတ်စာ ပေးတဲ့အခောက်လည်းရှိတယ်လို့မပေးတဲ့အခောက်လည်းရှိတယ်။ထပ်တစ်ချိန်မှာဖုန်ကြီးက16နှစ်ကောင်လေးကိုမိရဲ့ကောင်မလေးကိုငါးစီကိုခဏလှုပ်လိုက်အောင်ပြီးရင်နေလဲလာခဲ့လို့ဆိုနေ16နှစ်ကောင်လေးကလည်းကောင်မလေး73နှစ်ကလေးမလေးကိုခေါ်လာပြီးတော့ဖုန်ကြီးလာခိုင်းတဲ့နေရာကိုတွားလိုက်တော့ဗောနော်။ဟိုအခန်းထဲရောက်တဲ့အချိန်မှာတော့ဖုန်ကြီးရဲ့16နှစ်ကောင်လေးရဲ့73နှစ်ကလေးမလေးရဲ့ဟာယာရီယာမရှိတော့ဘူးပြီးတော့ဒီကြီးကိစ္စကိုကြောင်းဝင်းထဲမှာပဲဖန်တီးကြတယ်။လုံပြီးစီတော့ဖုန်ကြီးက16နှစ်ကောင်လေးကိုငါတို့ဒီကိစ္စကိုနေပ သူ့ကိုမှမပြောရဘူးเนาะပြောရင်နှိယစာကိုငါဖုန်ကြီးเจ้าကိုမပေးလာဘူးလို့ချိန်ချောက်တယ်။လပိုင်း20ရက်ရှိရနေမှာကလေးမလေးကအဲ့ဒီဖုန်ကြီးเจ้าကိုတစ်ခေါက်ထတ်လာတယ်။နေရာတိုင်းမှာ CCTV တွေကတက်ဆင်ထားတယ်။ဖုန်ကြီးเจ้าအတွေ့ရော အပြစ်မရောကင်မရာတွေကရှိတယ်ဆိုတော့ကလေးမလေးနဲ့ဖုန်ကြီးတို့ရဲ့မူမမှန်တဲ့လက္ခဏာတွေကိုသတွေ့ရတယ်။ပြီးတော့ဖုန်ကြီးเจ้าကလည်းလူစီကားတဲ့နေရာနားလေးနဲ့လူတွေကတိသွားတယ်။အเจ้าကြီးမန်ကလည်းပေါ်သွားတယ်။ကလေးမလေးကလည်းမိဘတွေရဲ့ဆောက်ရှောက်မှုအုပ်ထဲမှုလိုတာလည်းအများကြီးပ ါပါတယ်ရှင်အမှန်ဆိုရင်မိဘတွေကကိုသားသမီးဘာလုပ်တယ်ဘာကြိုက်နေဆိုတာကိုပြီးရွယ်လေးတွေမှာမျက်ခြေမပြတ်ကြည့်ရမယ်စောက်ရှောက်ရမယ်ဒါတွေကိုမိဘတွေကလှုပ်ဆောင်ခဲ့ဖို့နဲ့တူပါတယ်ရှင်ဒါတော့ရက်ကွက်ကကောင်းလို့အမြန်ဆုံးပေါ်သွားတာတော့ဒီတိုင်းထားလို့မဖြစ်တော့တဲ့အတွက်ခလီမလေးမိဘတွေကိုနေတို့သားသမီးကိုဘလို့ထိန်းချောင်းတာလဲဒီလိုဒီလိုပဲဖုံးကြီးနဲ့ဖြစ်နေတာတိကျလားဆိုတော့တော်မှမိဘတွေကလည်းဘာလို့ရမယ်မသိတော့ဘူးထူပူသွားပြီခလီမလေးရော၁၉နှစ်ကောင်လေးသူ့ရီစားလေးကိုပါခေါ်ပြီးတော့ဒီအကြောင်းကိုလာပြောပြခဲ့တယ်လာတိုင်ကြားခဲ့တယ်နား လပိုင်း၃ရက်နေ့မနေ့ကမှာဖုန်ကြီးရှိတဲ့ချွန်ပူရီနမဲကြီးဖုန်ကြီးတောင်တစ်ခုကိုရဲတွေကတွက်ခေါ်လာခဲ့တဲ့ဖုန်ကြီးကရှက်လို့မျက်နာကိုဒီလိုမျိုးအုပ်ပြီးတော့ကားဘော့ကိုအ мян ပြစ်တက်တဲ့သတင်းသမားတွေလိုက်မိတာကိုလည်းသူပြန်မဖြေဘူးပေါ့နော်ကားမန်နေအ мян ချတယ်သူလုံးဝမပေးတွေ့ဘူးဒီကြီးဒီကြီးကြတော့မရှက်ဘူးနော်မိကိုနေပြန်ဖြေရမှာကြတော့ရှက်တယ်အဲ့နဲ့ဖုန်ကြီးရဲ့နောက်ကြောင်ကိုလိုက်တယ်ပြီးလားဆိုတော့မပြီးသေးဘူးပေါ့နော်ကလေးမလေးနဲ့မတွေ့ခင်အရင်တော့ကဒီဖုန်ကြီးက16နှစ်အရွယ်ကောင်းလေးတစ်ယောက်နဲ့လေဒီလိုမျိုးကိစ္စဖြစ်ခဲ့ ဘူးတဲ့။ကောင်းလေးကိုပေါ့နော်။ဖုန်းကြီးကအเจ้าကိုလာခဲ့။ငန်းလေးကိုတစ်ချိန်ကိုတရာပေးမယ်လို့ဝယ်ခဲ့တယ်။ကောင်းလေးကလည်းဖုန်းကြီးစီသွားတာပေါ့နော်။ တစ်ချိန်တရာနှစ်ချိန်ဆိုတော့200ကြီးတကြီးကိစ္စပေါ့ရှင်ကြီးကိုတော့ထိမ့်သိမ့်လိုက်ပါတယ်ရှင်အမှုကတော့မပြီးသေးပါဘူးရှင်နောက်ထပ်တူတွေဖုန်ကြီးရဲ့တားကောင်ဖြစ်ခဲ့ဘူးလဲဆိုတာကိုလည်းဆက်လက်စုံစမ်းစစ်ဆေးနေသေးပါရှင်မိဘတွေအနေနဲ့ကိုယ့်ရဲ့တားသမီးတွေရဲ့အခြေအနေကိုအမြဲစစ်ဆေးပါလေ့လာပါရွယ်တဲ့ဆယ်ကျော်တက်ကလေးတွေကိုလည်းဟိုနာတီနာဆိုပြီးတော့မလွတ်ထားကြပါနဲ့လူစိတ်နဲ့ဒီလိုကိစ္စကိုဖန်တီးတာလည်းတော့မပြောတော့ဘူးပေါ့နော်တင်ကန်းဖျားကိုဝစ်ထားပြီးတော့မလုံသိမ့်ဘူးနော်